မသေးခင်ကြင့်ထားတဲ့နဲ့အစားအသောက်ဓလေ့များနံပါတ်၁အနေနဲ့ကတော့ညာလက်နဲ့စားတဲ့ဓလေ့ပါထမင်းကိုညာလက်နဲ့စားပြီးတော့ဟိုဘကိုဘယ်လက်နဲ့ကုန်းနေဆိုတာတကယ်တော့အာရဘက်ကဆင်းသက်လာတဲ့အလေးထားဖြစ်ပါတယ်ဒီအလေးထားကကျွန်တော်တို့အာရှမှာပဲနာမည်ကြီးပြင်မယ်အနောက်နိုင်ငံမှာတော့အဲ့လိုမရှိပါအနောက်နိုင်ငံတွေမှာတော့ကိုတန်ရတန်ရပဲစားတက်ကြပြီးတော့ညာမအားရင်တော့ဘယ်နဲ့ပြောင်းစားကြတာဖြစ်ပါတယ်အဲဒါပေမဲ့အာရမှာအစားစားဖို့အတွက်ဆိုရင်ညာလက်တစ်ဖက်သေးကိုပဲအသုံးပြုကြပါတယ်ဘယ်လက်ကိုသုံးရမှာဆိုလို့ဇွန်ခင်းရင်တော့တိတ်မသုံးဘူးလို့သိရပါတယ် သူတို့စီမှာကဘာဆာဆာလက်နေပဲခိုင်စားလေးရှိတာကြောင့်လက်တစ်ဖက်ကိုအမြဲတမ်းတန့်နေအောင်ဆိုပြီးတော့ဒီလူမျိုးသတ်မှတ်ထားတာပါအဓိကတော့အင်နာတွေကထွက်လာတဲ့ထမင်းတန်းစားနိုင်အောင်လုပ်ဖြစ်ပါနမတ်နေနေတွေကတော့တရုတ်အစားတောက်တလေပါအစားစားရင်ပကံမှာရက်စားတဲ့သူတွေကတော့တရုတ်နိုင်ငံကိုလုံးဝမသွားဘူးအကြံပေးကြပါတယ်တရုတ်မှာတော့ဘာပဲဆာဆာကုံအောင်မစားရဘူးဆိုတဲ့အလေးထားတစ်ခုရှိနေလို့ပါဒါကြောင့်ဘလော့ဘဲကြိုက်တဲ့စားစရာဖြစ်နေပါစေပကံထဲမှာအနည်းငယ်ခြံထားရမှာဖြစ်ပါတယ် အဲ့လိုမဟုတ်ဘဲနဲ့ပကံကိုပြောင်းလျောင်စားမိရင်စင်းရဲစားတာပါတယ်ဆိုပြီးတော့သတ်မှတ်ကြပါဘူး။တကယ်တော့ဒီလေးထကဘယင်းဒီစီကနေဆင်းသက်လာတာဖြစ်ပြီးတော့အစားတော့ဘလောက်ထိပိုးကျွယ်သွားတယ်ဆိုတာကိုကြွားဝါပြတဲ့အနေနဲ့ဒါမျိုးခြံထားကြတာဖြစ်ပါတယ်။အဲ့ဒါပဲမဲ့နောက်ပိုင်းမှာဒါအလေးထားတစ်ခုလိုဖြစ်လာပြီးတော့ဘာပဲဆဆနည်းနည်းလောက်ခြံထားလိုက်ကြမှာနေသားထိုင်သာရှိသွားကြတော့အဲ့ကျွန်တော်တို့ကတော့ပကံလေးပါရက်လိုက်ရမှာနေသားထိုင်သာရှိသွားတာဖြစ်ပါနံပါတ်3တင်တဲ့ကတော့ကိုရီးယားပါ ကိုရီးယားမှာတော့အသက်အရွယ်ကြီးတဲ့သူတွေကိုအရင်ဆုံးအုပ်ချပြီးမှစားလေးရှိပါတယ်။အိမ်မှာအသက်အကြီးဆုံးသူတယောက်မစားမချင်းကျန်တဲ့သူတွေတယောက်မှစားခွင့်မရှိပါဘူး။ကိုရီးယားမှာက အသက်ကြီးတဲ့သူတန်းအစားတော့ဦးပပြစားခြင်းကရိုင်းပြတယ်ဆိုပြီးတော့သတ်မှတ်ထားပါတယ်။အဒီမှာလို့အမေဟင်းချက်ပြီးတာနဲ့လာနိုင်မိမယ်လို့လို့မရပါဘူး။အသက်အကြီးဆုံးသူစားတာကိုအရင်ဆုံးစောင့်ပေးရအောင်မှာဖြစ်ပါတယ်။အဖွားစီကနေတော့လူလူစားတဲ့သူတွေကတော့မသိကြအောင်စောင့်သွားလို့ရပါဘူး။နံပါတ်၄အနေနဲ့ကတော့ဂျပန်နိုင်ငံမှာ နိုင်ငံအများစုမှာဝိတာတွေကိုတစ်ပေးတယ်ဆိုတာကဓမ္မတာတစ်ခုလိုတောင် ဖြစ်လာခဲ့ပါပြီအမေရိကန်နဲ့ကနေဒါလိုနိုင်ငံမျိုးတွေမှာဆိုရင်တစ်မပေးရင်ရိုင်းနေလို့တောင်သတ်မှတ်ကြပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံမှာတော့အဲ့ဒါနဲ့ဆန့်ကျင်ပါပါဂျပန်မှာဒီလိုမျိုးမူဘိုးပေးတယ်ဆိုတာမရှိစင်ရဲသားတွေနဲ့တောင်းစားတဲ့သူတွေကိုပဲပေးတာဖြစ်ပါတယ်အကြောင်းကိုကဝိတာအောင်မဘိုးသွားပေးလိုက်မယ်ဆိုရင်သူတို့အတွက်အထူးဆန်းဖြစ်ပြီးတော့နှိမ့်တယ်လို့တောင်ဖြစ်သွားနိုင်ပါတယ်။အကြောင်းဂျပန်ကိုရောက်ရင်သဘောတွေကောင်းပြီးတက်တေလျှောက်ပြီးမနေကြဘူးအကြံပေးချင်ပါတယ်။နံပါတ်9အနေနဲ့ကတော့အီသီယိုးပီးယားပါ။ အီသီယိုးပီးယားမှာတော့ဘာသာစာပတ်မှုလေးခန်းစားလေးရှိပါတယ်။ပတ်မှုနဲ့တွဲစားတာကိုပြောတာမဟုတ်ပါဘူး။ဒီလိုမျိုးပကံပေါ်မှာပတ်မှုတစ်ထပ်ခံပြီးတော့စားစရာတွေထည့်စားတာဖြစ်ပါတယ်။အဲအပေါ်ကစားစရာတွေကုန်သွားတာနဲ့အောက်ကပတ်မှုကိုတစ်ခါတည်းစားလိုက်အောင်မှဖြစ်ပါတယ်။ပကံလဲစေးစရာမလိုတော့ပါဘူး။ဒီနေ့ကပကံမှာဝါစားခြင်းနဲ့လူချင်းမင်းတို့အတွက်လည်းအန်ကိုက်ပဲလို့ပြောလို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။